ားလုံးပဲမင်္ဂလာပါမိခင်များနေ့ဖြစ်တဲ့တွေ့ပြည်တွင်းပြည်ပမှာရှိကြတဲ့မိခင်အားလုံးနဲ့တကွကဘာပေါ်မှာရှိတဲ့မိခင်များအားလုံးကို Happy Mother Day ပါလို့နှုတ်ဆက်ရှင်တယ်အတူတကွဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိတ်လေးကိုဖတ်ရှုလိုပါတယ်တုတ်တန်ကျန်အခန်းကြီးလျှောက်အငယ်20-21ငါသာအဘဤပြညတ်စကားကိုနားထောင်လို့အမိပေးသောတရားကိုမပယ်နှင်းဆိုတဲ့နှုတ်ကပတ်တော်အပြင် အသက်တာကိုဆင်ရှင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒေသနာရဲ့ခေါင်းစဉ်ကိုတော့မိခင်တယောက်ရဲ့ဆန္ဒဆိုပြီးတော့ပေးထားတာဖြစ်ပါရဲ့သာသမီတိုင်းအပေါ်မှာထားတဲ့မိခင်တယောက်ရဲ့ဆန္ဒသည်အတိုင်းအတာမဲ့တာဖြစ်တယ်ဘယ်သူမဆိုကိုသာသမီများကိုအဆိုးဖြစ်တော်လဲအပြစ်မမြင်ပဲအစင်အမြက်အကောင်းဆုံးဖြစ်ရှင်တဲ့ဆန္ဒသည် မိခင်တယောက်ရဲ့ အလူချင်းဆုံးသောအရာတစ်ခုဖြစ်တယ်ဘယ်သူတွေဘယ်လောက်ပဲပြောနေပေမဲ့မိခင်တယောက်ရဲ့တားသမီးများအပေါ်မှာအပြစ်မတင်တတ်ကြပြစ်မတင်တတ်ကြဘူးဒီကြမ်းမိုက်လေးမှာတုတ်တန်ဆရာကမိခင်နဲ့ဖခင်ရဲ့တုံတင်ထားခြင်း အကြောင်းအရာလေးကိုမြင်တွေ့စေမှာဖြစ်တယ်ဒီကြမ်းမိုက်လေးမှာ အမိပေးသောတရားလိုဖော်ပြထားတာကြောင့်မိခင်တယောက်အနေနဲ့တားသမီးများအပေါ်မှာပေးရမယ့်အရာဒီ တရားတာလင် ဖြစ်တယ်။လောကမှာတရားတွေမြောက်များစွာ ရှိနေပေမဲ့မိခင်ပေးရမယ့်တရားဆိုတာနှုတ်ကပတ်တော်သမာတရားဖြစ်ဖို့ရန်လိုပါတယ်။လောကရဲ့တရားများသည်အချိန်တန်ရင်ကွယ်ပြောက်ပြီးပျက်စီးဆုံးထုံးတတ်တာကြောင့်နှုတ်ကပတ်တော်သမာတရားကတန်လျင် အသက်ရှင်ခြင်းအကြောင်းကိုဖြစ်စေပြီးကြီးပြင်းလာမဲ့သားသမီးများရဲ့အသက်တာမှာလည်းလူရှိဖျားရှိမှာ ်မျက်နာရခြင်းနဲ့အတူဖျားပုံးတော်ထင်ရှားစေမှာဖြစ်တယ်။ဒါကြောင့်မိခင်များအနေနဲ့တတိထားရမယ့်အရာဒီအဲ့ဒီအချက်သာလင်ဖြစ်တော့ကြောင်းမိမိရဲ့သားသမီးများကို အပေးမမမိစေဖို့ရန် အထူးတတိထားရမှာဖြစ်တယ်။ငွေကြီးပိုင်းဆိုင်ရာကြွယ်ဝရှမ်းသာသော မိဘများက ကိုယ့်ရဲ့သားသမီးများကိုငွေကြီးပိုင်းဆိုင်ရာပေးတတ်ကြတယ်။အသိပညာအသက်ပညာရှိသောသူတွေကတော့ ကိုယ့်ရဲ့သားသမီးများကိုအသိပညာအတတ်ပညာတွေကိုလက်ရှိကံမျှဝေပေးကြတာဖြစ်တယ်။မကောင်းဘူးလားဆိုရင် ကောင်းပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေသည်တည်မြဲမှုမရှိဘဲအချိန်တန်ရင်ကွယ်ပြောက်သွားစေတာဖြစ်တယ်။အမှန်တကယ်သားသမီးများသည်မိဘများရဲ့ဆိုးမွေကောင်းမွေကို လက်ရှိကံပေးရတာကြောင့်ကိုယ့်ရဲ့သားသမီးများကိုဆိုးမွေပဲပေးနေသလား။ဒါမှမဟုတ် ကောင်းမွေပဲပေးနေသလားဆိုတာစဉ်းစားစီခြင်းတဲ့သားသမီးများကိုပေးရမယ့်တာဝန်သည်ဖခင်တဲ့မိခင်ကသာသားသမီးများနဲ့ပုံမူပြီးတော့နှိဆက်တာကြောင့်မိခင်ရဲ့အခန်းကဏ္ဍသည်အတိတ်ကအခန်းကဏ္ဍတွေပါဝင်နေတာဖြစ်တယ်အမှန်တကယ်မိဘများအနေနဲ့သားသမီးများကိုပေးရမယ့်အရာသည်နှုတ်ကပတ်တော်တမန်တရားတာလင်ဖြစ်တယ်ဆိုတာနားလည်စီခြင်းနဲ့တမန်ကျမ်းစာထဲမှာသားသမီးများ ဘယ်လိုအရှင်နေပင် ရှိနေပင်မဲ့မိခင်တယောက်ရဲ့သားသမီးများအပေါ်မှာဖြစ်ရှင်တဲ့ဆန္ဒကိုထုတ်ဖော်ပြသွားခဲ့တဲ့မိခင်နှစ်ဦးရဲ့တက်တာကိုဆင်ခြင်ရအောင်ဓမ္မဓမ္မရာဇဝင်တတရဆောင် အခန်းကြီး1အငယ်7ခုမှာမိခင်ဘာသရှိဘဟာသူ့ရဲ့သားရှောလမုန်ကိုဒါဝိဒ်ရဲ့နေရာ၌ဆက်ခံစီပို့ရန်တောင်းခံခဲ့တဲ့မိခင်တယောက်ရဲ့ သားသမီးများအပေါ်မှာထားတဲ့ဆန္ဒကို မြင်တွေ့ရမှာဖြစ်တယ်။ဒီအကြောင်းအရာလေးမှာမိခင်တယောက်ရဲ့ကြော်ဖြတ်ရမယ့်အရာတွေကြုံတွေ့ရမယ့်အခက်အခဲများကို အမှုမထားဘဲမိခင်တယောက်ရဲ့ဆန္ဒကို တွေ့မြင်ရမှာဖြစ်တယ်။အဲ့ဒီအခွင့်အရေးကိုတောင်းခံတဲ့အခါမှာရှင်ဘရဲ့ရှင်ဘရင်ရဲ့အမျက်တော်ရှာပြီး အသက်အန္တရာယ်နဲ့လဲကြုံတွေ့နိုင်ပေမဲ့တူသားရဲ့ ကောင်းစားဖို့ရန်အတွက်အယဲဆုံးပြီးလှုပ်ဆောင်ပေးခဲ့တဲ့မိခင်ဖြစ်တယ်။ရှစ်တော်မိခင်များအသက်တာမှာမိခင်ဘာတရှိဘကဲ့သို့သားသမီးများအတွက်မိမိအသက်ကိုပဒနာမထားဘဲကိုယ့်ရဲ့သားသမီးများအတွက်ရဲရင်ပြတ်သားစွာလှုပ်ဆောင်တိုက်ဖို့ရန်တုံတင်ထားတာဖြစ်တယ်။ဒီကြောင့်ရာလေးကိုဆင်ခြင်ပြီးကျွန်ုပ်တို့ရဲ့အသက်တာမှာသားသမီးများအတွက်အစဉ်အသင့်ဖြစ် ော်နိုင်သောမိခင်များဖြစ်ဖို့ရန်လိုပါရဲ့ကိုယ့်ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးဖခင်တခင်ရဲ့အလိုတော်ပဲဆိုပြီးတော့လျှော်လဲရောတိုင် နေတတ်တဲ့စိတ်သဘောနဲ့ရှိနေဒုံပဲလားဆိုတာ ပြန်လည်စဉ်းစားရအောင်ဖခင်တခင်ဒီကျွန်ုပ်တို့ကိုအခွင့်အရေးပေးနေတဲ့အချိန်လေးမှာ ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်မှသာလျင်ကိုယ့်ရဲ့သားသမီးရှိရေးအရှင်ပြေးပြီးကိုယ့်ရဲ့အလိုဆန္ဒလည်း ြည့်စုံစေမှာဖြစ်တယ်။နောက်တစ်ယောက်ကတော့ရှင်မသက်ခွင့်ကျမ်းအခန်းကြီး20အငယ်27မှာဇီဘီဒဲဤသားတို့သားသားတို့အမိရဲ့ခရစ်တော်ထံတူဝင်ပြီးတောင်းလျှောက်ခဲ့တဲ့မိခင်တယောက်ရဲ့ဆန္ဒကိုမြင်တွေ့ရမှာဖြစ်တယ်။ကုရောဤနိုင်ငံတွင် ကျမ၌သားနှစ်ယောက်တို့သည်လက်ရပိုင်း၌တယောက်လက်ဝဲပိုင်း၌တယောက်ထံရသောအခွင့်ကို ေးတော်မူပါဆိုပြီးတော့တောက်လျှောက်ထားတဲ့အဲ့ဒီမိခင်တယောက်ရဲ့သားမြအပေါ်မှာထားတဲ့ဆန္ဒကို မြင်တွေ့ရမှာဖြစ်တယ်။ဒီကြောင့်ရာလေးဒီအမတ်တမဲ့ကြည့်ရင်မတိတာမထင်ရှားပေမဲ့တန်မှန်လူတွေထက် ထူးခြားတဲ့ဆုတောင်းချက်လေးဖြစ်တယ်။အဲ့ဒီမိခင်ဒီသားနှစ်ယောက်အတွက်ဖယားနဲ့ပတ်သက်လာရင်လောဘကြီးတဲ့မိခင်ဖြစ်တယ်။ကျွန်ုပ်တို့ရဲ့အသက်တာမှာလဲလောကအရာများမှာ လောဘကြီးခြင်းတဲ့ဖျားနဲ့ပတ်သက်လာရင်လောဘကြီးသောမိခင်များဖြစ်ဖို့ရန်လိုပါတယ်။ဒါကြောင့်ရှစ်တော်မိရှစ်တော်မိခင်များ မိခင်များနေ့မှာမိမိရဲ့သားသမီးများအတွက်အဲ့ဒီမိခင်နှစ်ဦးရဲ့အတ္တကိုစင်ကျင်ခြင်းအပြင် သားသမီးများအတွက်မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခြင်းအပြင်ဖျားရှင်ထံမှလူအင်ဆန္ဒပြည့်ဝနိုင်သော မိခင်များဖြစ်နိုင်ဖို့ရန် အနည်းငယ်တိုက်တွန်းလို့ဆိုခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းကြီးပေးပါစေ။